ဘာမတက်လီဝဲရှင်ပြည်သက်များမင်္ဂလာပါရှင်ကျမတို့ channel မှာထိတ်တန့်ရမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like subscribe ပြုလုပ်ပေးထားပါအောင်ရှင်နထိုးကြီးဝါလူရဲစကံမှာအင်အားနေရပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဗမာ25ဦးတင်ဆောင်ပြီးဘုံမူဝင်လိုင်ဦးနဲ့ဘူကြီးအောင်ကိုကိုအပါဝင်း14ဦးအစံဖမ်းပြီးလက်နက်44လက်နဲ့ခရယံများရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မန္တလေးတိုင်းနဲ့ထိုးချင်းမြို့နယ်ဝလူရဲစခန်းမှာထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဗမာ25ဦးတေဆုံးပြီးဗိုလ်မှူးဝင်လိုင်ဦးနေဗိုလ်ကြီးအောင်ကိုကိုအပါဝင်၁၄ဦးအစင်ဖမ်းဆီးရရှိကြောင်းအမတ်တစ်စစ်ဒေသကသတင်းထုတ်ပြန်ပါတယ်။မလကိုရနေနထိုးချင်းမြို့နယ်ဝလူရဲစခန်းမှာထွက်လာတဲ့တပ်မတရားတင်လက်အောက်ခံအင်အား200ခန့်မှာစစ်ကောင်စီစစ်ကြောင်းကိုမြင်းကြံခရိုင်တရင်လေးတရင်တစိနထိုးချင်းမြို့နယ်ပကပါနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ဇရင်းဘိုးရအနာတောင်ပတ်မှာပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးသေဆုံးပြီးဗိုလ်မှူးဝန်ထမ်းဦးနဲ့ပိုကြီးအောင်ကိုကိုအပါအဝင်စစ်သား14ဦးဖမ်းဆီးရမိကြောင်းသိရှိရပါသည်စက္ကန့်စီထံမှာလက်နက်44လက်တင်စီရစီရမှာ MA1 19လက် MA2 2လက် MA3 9လက် MA5 2လက် MA11 9လက် MA တွဲတလက် G3 နှစ်လက် G4 တလက်60မမပြောင်းသူနှစ်လက်67မမစိန်ပြောင်းတလက်ဖိုက်ပိုက်ဖွဲ့စည်းစီတောင်း2000တောင်းစံဝန်စီသူစီ1045တောင်းကိုမမကြီး19တောင်း60မမကြီး28လုံး67မမကြီး9လုံး RPGF 9လုံး RPG ပိုကြီး7တောင်းအီနာက22လုံးနေမိုင်း9လုံးလက်ပစ်ပုံ7လုံးလက်တော့9လုံး7ရွေး7လုံးတင်စိအားရှိခဲ့ကြောင်းသိရှိရပါသည် တိုက်ပွဲအတွင်းစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုနှစ်ကြိမ်လုဆောင်ခဲ့ပြီးနထိုးချင်းမြို့နယ်ပါကာဖာရဲဘော်၂ဦးမြင်းမျက်စွာကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးစစ်တပ်အတွင်းပုံကန့်မှုမဖြစ်စေရင်မင်းအောင်လှိုင်ဤတွေးခွဲအုပ်ချုပ်ရာထူးပေးသည့်စနစ်ကြောင်းဗိုလ်ချုပ်များအကြောင်းအုပ်စုကွယ်များစွာဖြစ်နေပြီးညှို့မှုမရှိဘဲအားပြိုင်နေစွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ အကြမ်းဆက်ကစာမင်းအွန်လိုင်းကစစ်တပ်အတွင်ပုံကံမှုများမဖြစ်စေရေးအတွက်စီနီယာဂျူနီယာအစင်တိုင်းမဟုတ်ဖင်၎င်းယုံကြည်စိတ်ချရသူများကယာရုနဲ့တာဝန်များတုံးမြေပေးအနေချင်းကြောင်းထိတ်တန့်စစ်ဘောကြောများအကြောင်းမတူညီသောအုပ်စုခွဲများစွာဖြစ်ပေါ်နေကအားပြိုင်နေကြောင်းနေပြည်တော်တပ်တရင်ရင်းမြစ်ကပြောဆိုပါတယ် မင်းအွန်လိုင်းက2029ခုဆက်စင်ရေးဖြစ်ပွားချိန်2023ခုနှစ်နှစ်ကုန်ပိုင်းမှာစတင်ပြီးဇာတ်ုနဲ့တာဝန်ပေးအပ်မှုများကုန်စီနီယာဂျူနီယာအဆင့်တိုင်းမဟုတ်တော့ပေ၎င်း၏စိတ်တန်းကြားအပြားအဆွေများလှုပ်ဆောင်လာကြောင်းအထူးတက်ဖြင့်ဒုစစ်ကောင်ဆောင်စုံဝင်၏စစ်ပတ်ဇာတ်ုနဲ့အရက်ဖက်တာဝန်များကို၎င်းကိုတစ္ဆာခံသည့်အငယ်တဲ့စစ်ပေါ်ချုပ်များကိုဇာတ်ုသုံးမြင်၍လွှဲပြောင်းပေးမှုများလှုပ်ဆောင်လာကြောင်းသိရှိရပါသည် ဒုစက်ကဆောင်စုံဝင်ဤစစ်ဘက်ဆိုင်ရာလုပ်ပိုင်ခွင့်နဲ့ယာရုတာဝန်အချို့ကို DSC တက္ကသိုလ်အပတ်စဉ်35ကျောင်းစဉ်ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလွှဲပြပေးနေကြောင်းစစ်တပ်၏နံပါတ်3ခေါဆောင်ဖြစ်လာသည့်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုများနဲ့စစ်စင်ရေးများအတွက်မင်းအောင်လှိုင်ကတုထန်တို့တိုက်ရအစဉ်ခံခိုင်းပြီးဒုစက်ကဆောင်စုံဝင်အခန်းကဏ္ဍကိုဖေးရှားထားကြောင်းသိရှိရပါသည် အခုနောက်ပိုင်းတချို့ကညီကွန်ကြီးရဲလေညီနိုင်ကိုကဲရဲမှုဒုတိယဘော်ချုပ်ကြီးကျော်စွာလင်းကိုစစ်စင်ရင်နဲ့စစ်ပန်းဆိုင်ရာစီမံခန့်ခွဲမှုကိစ္စတွေကိုတိုင်ရိုက်ခိုင်းနေသူ့စီကိုပဲတိုင်ရိုက်စင်ခံခိုင်းနေဒုတချို့ကိုဘာမှပြေးမသိတော့ဘူးတချို့နဲ့ညီကွန်နဲ့တိုင်ရိုက်လုံတဲ့ညီကူကဒုတချို့ထက်အပတ်စံများကြီးငယ်ပြီးမင်းတချို့နဲ့တိုင်ရိုက်အလုံးလုံးရတော့ဒုတချို့ကိုညီကူကလီလဲမလီစားဘူးရှိတယ်လို့တော့တဘောမထားတော့ဘူးလို့နေပြည်တော်စစ်ပန်းဆိုင်ရာသတင်းရှင်းမြစ်ကပြောဆိုပါတယ် 2024ခုနှစ်အောက်တိုဘာလအတွင်းမြန်မာနိုင်ငံကဆိုဝင်းရုံကနေရာများကို၎င်းနဲ့ကလေးရမထားတော့ပေတီချပြရွှေခိုင်ခဲ့ကြောင်းရေနာစစ်ထားဆုံးနဲ့တက်မတော်စေဦးစီအရာရှိချုပ်ကြီးတာဝန်ထမ်းဆောင်ပေးထားတဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စာလင်းကို2024ခုနှစ်ဒီဇင်ဘာလအတွင်းတက်မတော်ဤနံပါတ်3အဆင့်ရှိသည့်ကြီးရဲလေးညီနက်ကိုကယ်ရေးမှုရာထူးကိုတွင်မြင်ပေးရခဲ့ကြောင်းသူအချိန်မှာစာရွေးမင်းအောင်လိုင်ကကြောစာလွင်ကို၎င်း၏အနေမှာခေါ်ယူထားတော့ကြောင့်သိရှိရပါသည် စစ်တပ်ကတူအပတ်စဉ်35ကြာစဉ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကုံတပ်မတော်ကြီးရဲ့လည်ညှိနှိုင်းကွက်ကဲရမှုရှားသူပင်းရန်အတွက်ဗိုလ်ချုပ်ကြီးမောင်၏စစ်တပ်ကတူအပတ်စဉ်25ကြာစဉ်ကိုဖေစာပြီးကာကွယ်ရေးဝန်ကြီးအဖြစ်ပြောင်းရွှေ့ခဲ့ကြောင်းဗိုလ်ချုပ်ကြီးမောင်မောင်၏ဒီဗိုလ်ချုပ်ကြီးများထုံးဦးနှင့်အပတ်စဉ်တို့ဖြစ်ပြီးအမြဲခင်ခင်မင်မင်သွားလာမှုများရှိနေကြောင်းသိရှိရပါသည် အဆုခွဲပြရမယ်ဆိုရင်စစ်ကောင်စီတော်ဖက်တွင်ရဲမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဗိုလ်ချုပ်ကြီးမမအေးကခမီးခမန်ဗိုလ်ချုပ်ကြီးမမအေးနဲ့ဗိုလ်ချုပ်ကြီးမြထုံးဦးတို့ကလည်းတပတ်စင်နဲ့ဖြစ်တော်ခင်မင်းနဲ့စစ်ဘက်အရဖက်နှစ်ခုစလုံးအရေးပါသူတွေဖြစ်နေတော့စစ်ဘက်မှာအခက်ရကြတဲ့ဗိုလ်ချုပ်ကြီးမမအေးကိုတပ်မတော်ကြီးရဲ့ညှိနှိုင်းကွက်ကဲရေးမှုညှိကွက်ကနေဖဲ့ပြီးအရဖက်ကိုပို့တာပင် ကာကွယ်ရေးဝန်ကြီးဆိုတာကလက်ကင်တက်မရှိဘူးအရက်ဘက်ဝန်ကြီးတဘောမျိုးစံနဲ့တချို့ကသူစိတ်ကြိုက်ကစားတာအောက်ထက်မှာအလုံးညင်ညွတ်နေရင်သူ့ကိုအချိန်မရွေးအာနာသိမ့်ဖယ်ရှားတာမျိုးဖြစ်မှသူစိုးရိမ်ပုံစံတဲ့ဗိုလ်ချုပ်မှုကြီးဆောင်မှယာရုဖယ်ရှားခံကြရတော့ကအချိန်နေကြည့်ရင်အဲ့ဒီအချိန်ကဒုတက်ချက်ဦးတန်းဆွေနဲ့အတွင်ရေမှုဦးခင်ညွတ်တို့ပူးပေါင်းလုပ်ခဲ့တာပဲအဲ့ဒါမျိုးဖြစ်မှသူစိုးရိမ်ပုံစံတယ်လို့နေပြည်တော်အသက်တရင်ရှင်မြစ်ကပြောပါတယ် စစ်တပ်အတွင်းနဲ့တပ်ထောက်ခံသူများကြားဒုစက်ကောင်ဆောင်စုံဝင်အပေါ်လေးစားမှုနဲ့ကြိုင်နှစ်တက်မှုများရှိနေသည့်အပေါ်မင်းအောင်လိုင်ကအမျက်စိုးရင်တကြီးရှိနေကဒုစက်ကောင်ဆောင်စုံဝင်နဲ့အပတ်စဉ်သူတငယ်ချင်းဒုတိယဗိုလ်ချုပ်ကြီးရာပြေကိုလည်းမင်းအောင်လိုင်ကပြည်ထရေးဝန်ကြီးရာသူမှဖယ်ရှားနေရပြောင်းရွှေ့ခဲ့ပါသည်2023ခုနှစ်အောက်တိုဘာ3ရက်နေ့ပြည်ထရေးဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ဒုတိယပေါ်ကျော်ကြီးရာပြေက2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာနေဆက်ရေးရာဝန်ကြီးအဖြစ်ပြောင်းရွှေ့ခံခဲ့ရပါတယ်။ ဒုတက်ချုပ်နဲ့ပြည်ထရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးရာပြေကလည်းနောက်ပိုင်းမှာအရန်တွေ့လာတယ်။အဲ့ဒါလေတချုပ်ကတိတ်ချိုက်ပုံမရတော့အပြောင်းလဲလုပ်ပြန်နေ။အပြောင်းလဲလုပ်တာတွေကိုအခြေခံကြည့်ရင်အပြည့်စီလိုလားတာဝန်မကျေလိုလားအဲ့လိုလည်းမဟုတ်ဘူး။သူတဘောမတွေ့ရင်အပြောင်းရွှေ့လုပ်တာပဲ။ညညွတ်နေမှာကိုတချုပ်ကမလို့ကျင်တာပဲလို့၎င်းကဆိုပါတယ်။ တခြားစစ်ဘက်တရင်ရင့်မြစ်တခုကလည်းမင်းအောင်လိုင်း၏တွေးခွဲအုပ်ချုပ်မှုမှာအရေးချင်းပေါ်မူသည်၍ဇာတုတိုးပင်းချက်မဟုတ်တော့ပင်၎င်းအပေါ်တစ္ဆာခမ်းမြေတစ္ဆာစင်းမြေအငယ်တဲ့ပေါ်ကျော်များကိုလက်ယုံလက်မညို့များအပြင်လက်တက်မွေးလာခြင်းဖြစ်တယ်လို့ဆိုပါတယ်ပေါ်ကျော်ကြီးများထွန်းဦးပေါ်ကျော်ကြီးတင်အောင်ဆန်းပေါ်ကျော်ကြီးမိုးအောင်တို့ကအရက်ဖတ်အုပ်စုပေါင်း ပိုချိုကြီးတွေဖြစ်ပေမဲ့အိရက်ဖတ်မှာပင်တက်ပေါ်ဩစာလည်းသိမရှိတော့ဘူးတကယ်တမ်းကိုတက်တွေကိုကင်ထားတာကတက်ချုပ်ဆွဲတင်ထားတဲ့အငယ်တန်းပိုချိုတွေဇာလူကြီးတက်ကင်ထားတဲ့အငယ်တန်းပိုချိုတွေကတအုပ်စုဇာလူကြီးတက်လက်ကင်မရှိတဲ့ဝါရည်ပိုချိုကြီးတွေကတအုပ်စုအုပ်စုတွေကွက်ထက်နေတယ်အကွဲပြက်ဖြစ်တာမျိုးမဟုတ်ပေမဲ့လေကိုအုပ်စုနဲ့ကိုနေကြတယ်တအုပ်စုနဲ့တအုပ်စုကလည်းအမားဆောင်နေတယ်လို့မျိုးမြင်ရတယ်ညညမှုကတော့ပျောက်နေတယ်လို့အခြားဆက်ဘက်တရင်စင်မြစ်ကပြောဆိုပါတယ် အစမ်းမဆန်ကစာမင်းအွန်လိုင်းက၎င်း၏ဆိုင်ရာဖြစ်သည့်အာနာရှင်အောင်တန်ဆွေ၏လုံဆောင်၏အဆောင်တပ်များကိုလည်းဖိဆားခဲ့ပြီးသူစိတ်ချယုံကြည်ရသည့်အရာရှိများဦးဆောင်သည့်တပ်များဖြင့်အာနာရှင်အောင်တန်ဆွေ၏လုံဆောင်၏အတွက်ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကြောင်းအာနာရှင်အောင်တန်ဆွေ၏ဘောတစ္ဆာခန်းနေသည့်ဗိုလ်ချုပ်ကြီးများနှင့်ဗိုလ်ချုပ်ဟောင်းများကိုလည်းတတိဖြစ်ဆက်ဆံဆောင်ကြည့်မှုများရှိနေကြောင်းစစ်ဘက်တရင်ရင်မြစ်ကအမြင့်သူစွာပြောဆိုကြပါသည်ရှင်။တမားရဲ့တရင်တင်ဆက်မှုကိုဒီမတင်ဆန္ဒချမ်းမာတဲ့ဆွေလန်းချမ်းမြေ့ကြပါစေရှင်။